ဟယ်လိုဟယ်လိုအားလုံးပဲမင်္ဂလာပါဒီ FM ပတ်တော်နေဆိုရင်ဒီနေရာလေးကိုတင်ပါပါဒီနေရာလေးကတော့ကိုယ့်ရဲ့ laptop မှာ application တွေကို install လုပ်ထားတဲ့နေရာလေးကိုတစုတစည်းတည်းတွေ့နိုင်တဲ့နေရာလေးဖြစ်ပါတယ်အတူရဲ့ခေါ်ကတော့ကျွန်တော် launchpad ပါဒီ dock ပေါ်မှာ launchpad icon လေးရှိပါတယ် alright ကျွန်တော်ဒီ video မှာဆိုရင်ဒီ launchpad ကိုဖွင့်လိုက်ရင်ဒီမြင်နေရတဲ့ icon ရဲ့ရွယ်စားကိုခြုံလိုက်ခြုံလို့ရတယ်ချက်လို့ရတယ်ဆိုတော့ပြပပေးပါပါ တချို့လူတွေကဒီ application ရဲ့အရွယ်စားကြီးရလို့ခံစားရတယ်ပေါ့နော်။တချို့လူတွေကတော့ပုံမှန်ပါပဲ။တချို့လူတွေကတော့အရွယ်စားသေးချင်တာမျိုးရှိကြပါတယ်။ကျွန်တော်လာမေးတဲ့သူတွေမှာဆိုရင်ဒီ icon တွေကိုအရွယ်စားဘယ်လိုသေးရမလဲပေါ့နော်။ဒါ့တပြင် M1 MacBook တို့လိုမျိုးပေါ့နော်။နည်းနည်းသေးတဲ့ MacBook လေးသုံးတဲ့သူတွေဆိုရင်ဒီ launch pad ကိုဖွင့်လိုက်ရပေါ့နော်လူကြားထဲမှာပဲဖြစ်ဖြစ်ကိုယ်တယောက်တည်းပဲဖြစ်ဖြစ်ပေါ့နော် application ကြီးရစားကြီးရော ကြတော့နည်းနည်းဘယ်လိုအမြင်သိမ့်မတင်တယ်လို့ မခံစားရဘူးဗောနော်လူကြားထဲမှာဖွင့်နေဆိုတဲ့အိုင်ကုန်ကြီးကအယူအဆကြီးကကြီးတယ်ပဲအဓိကနောက်တစ်ချက်ကဘာလဲဆိုရင်အိုင်ကုန်ယူအဆတွေကြီးလာတာနဲ့အများသူကဒီပထမစာမျက်နှာမှာအိုင်ကုန်ယူအဆအိုင်ကုန်တရေအတွက်အခု20ဆန်းရမယ်ဆိုရင်အိုင်ကုန်ရေအတွက်ကြီးနေဖြစ်တဲ့အတွက်16ခုလောက်ပဲဆန်တာမျိုးပေါ့နော်အဲ့တော့ဒီ icon တွေရဲ့ UI size တွေကိုကျွန်တော်ခြုံလိုက်မယ်ဆိုရင်ဒီပထမဆန်မျက်နှာမှာပဲ icon တွေကို application တွေကိုကျွန်တော်က ်များများထည့်လို့ရပါတယ်။အဲ့ဒါလေးကိုကျွန်တော်ကဘယ်လိုမျိုးလုပ်ရမလဲဆိုရင်အဓိကကတော့ဒီ command line နဲ့တောင်းလိုက်ပါလား command line နဲ့တောင်းလိုက်တာပါဒီ command line ကိုကျွန်တော် terminal မှာရက်ထည့်ပြရတာပါအဲ့တော့ကျွန်တော်ဒီ command line မှာဆိုရင်ကျွန်တော် copy ကူးပြီးတော့ terminal ထဲမှာရက်ထည့်လိုက်မယ်เนาะ terminal မှာ paste လုပ်လိုက်ပါမယ်ပြီးရင်ကျွန်တော် keyboard ဘောကနေ return key ကိုတစ်ချက်နေလိုက်ပါမယ် okay ပါကျွန်တော်ရဲ့ launch bar icon လေးတွေကိုတစ်ချက်သွားစစ်ကြည့်ပါမယ် င်ကွန်လေးသေးသွားပါပဲသေးသွားရဲဆိုတာတကယ်တော့ဘာလုပ်လိုက်တာလဲဆိုတော့ဒီ row ရေအတွက်ဒီ column ရေအတွက်တွေကိုကစားလိုက်တာပါအခုဒီမှာဆိုရင်ကျွန်တော်ရိုက်လိုက်တဲ့ comment က row ရေအတွက်ကို6ခု column ရေအတွက်ကိုလည်း6ခုပါတော့ column ရေအတွက် row ရေအတွက်ရှင်းလိုက်တဲ့ဆိုရင်တော့ icon အရွယ်စားလေးတွေကလိုက်ပြီးသေးသွားပါအဲ့ဒါဆိုရင်အခုကျွန်တော်မြင်ရတဲ့အတိုင်းကတော့ပထမပထမစာမျက်နှာပါပဲ application တွေကိုများများစစပို့ပြီးတော့ထည့်လို့ရတယ် ဒုတိယဆာမျက်နှာတွေသွားကြမလို့တော့ပေါ့နော်အဲဒါပုံမှန်တိုင်းပြန်ထားခြင်းနဲ့ဆိုရင်ဒီဒီသွားသွား launch pad မှာပုံမှန်တိုင်းပြန်ထားခြင်းနဲ့ဆိုရင်လည်း row ရေအတွက်နဲ့ column ရေအတွက်ကိုပြန်ပြီးတော့ short တာမျိုးတင်တာမျိုးလုပ်ပြုံမှာပဲသူရဲ့နကူမူလ row ကကျတော့၅ခုရှိပါတယ် column ကျတော့9ခုရှိပါတယ်ဒါကျွန်တော်ဒီ comment လေးကို copy ပြန်ကိုးပြီးတော့ page ပြန်လုပ်လိုက်ပါမယ် keyboard button key လေးကိုတစ်ချက်ပြန်နေလိုက်ပါမယ်ဒါဆိုရင် မူလအနေထားတိုင်းပြန်ရောက်တာပါပြီ lunch value တစ်ချက်ပြန်ဖွင့်ခြင်းမယ်နော်အဲဒါဆိုရင်မူလအနေထားတိုင်းပြန်ရောက်တာပါပြီအဲ့တော့ဒီလိုကိုလိုအပ်တလောက်ပေါ့နော်ကိုလိုကိုလိုအပ်တလောက် row ရေးရေးအတွက်ဒီ short တာမျိုးပါ냐ကိုဒီ comment link နဲ့ပဲလုပ်လို့ရပါတယ်ဒီ comment link ကိုလည်းကျွန်တော် description မှာတခါတည်းထည့်ပေးထားပါတယ်အစံပြရာရှိရင်ကျွန်တော် comment မှာမေးလို့ရပါတယ်။နောက်ထပ်လည်း macOS နဲ့ပတ်သက်တဲ့အကျိုးရှိတဲ့ အကြောင်းအရာတွေကျွန်တော်အများကြီးထပ်ပြီးတော့တင်ဖို့ရှိပါတယ်တကယ်ကိုကြိုးရှိစေပါပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ